ချက်တော်မိသားစုဝင်များအားလုံးအားလုံးယေရှုခရစ်တော်၌မင်္ဂလာမနက်ခင်းပါလို့နှုတ်ခွန်းဆက်သချင်ပါရယ်အအူးဆုံးကျွန်တော်တို့အတူတူကဆုတောင်းကြပါစို့ကောင်းမြတ်ဆုံးလင်တော်မူ၏တာရမယောချက်တော်မူသောအဖဖခင်ယေရှုတော်ကြည်လာပါれလို့ဝန်ခံနေဒီလောက်ထိဆိုးရုပ်တဲ့ခေးရင်တဲ့ကာလမှာဘုရားသခင်ဒီကျွန်တော်တို့ကိုချစ်နေသေးတယ်ဘုရားသခင်ရဲ့အချစ်ကိုသိရတဲ့တသက်တည်အနေနဲ့ဘုရားသခင်ရဲ့စကားတော်ဒီမနဲ့တိုင်းကြားနေရတယ် ်ဂျေဇုတင်နေကိုတော့အခုချိန်မှာလဲဖရာသခင်ရဲ့အသက်ရှင်တော်စကားကိုခံယူရမှာဖြစ်တယ်။ညစဉ်ညတိုင်းကိုတော့ဖရာပို့ဆောင်တယ်။ဒီကနေ့မနေ့ညမှာလဲအကောင်းမွန်ဆုံးအိတ်ဆက်အနောက်ယူခွင့်ရတယ်တော့မကဒီကနေ့ตาရတဲ့မနေ့ခင်လေးမှာနိုးထားခွင့်အသက်ရှင်ခွင့်ရတယ်။နိုးလာတာနဲ့ဖရာသခင်ရဲ့အသက်ရှင်တော်စကားကိုကြားနာခွင့်ရတယ်။အခုတန်ရှင်တော်ဝိညာဉ်တော်ဒီကျွန်တော်တို့နားထောင်တော့မဲ့တရားဒီနာစကားအဖြစ်ကျွန်တော်အသက်တာကိုစကားပြောပါအလင်းပေးပါထီမီ၍တီဆောက်စရာဖြစ်စီပါမိကြောင်း အချိန်နာယူကိုတော်လက်တော်ထဲမှာအနန္တနဲ့ခါမှာကယ်တင်ပန်းရှင်ယေရှုခရစ်တော်နာမအဖြစ်ဆုတောင်းဆက်ကအနန္ကြပါလိဖဖရာအာမင်ချစ်တော်ညီကိုမောင်တော်တို့ဒီကနေ့မနေ့အားလုံးနဲ့ဝင်ငါချင်တဲ့ခေါင်းစဉ်လေးကအခက်ခဲကြားကဖရာစကားအပိုင်းနှစ်ဖြစ်ပါတယ်ဒီကနေ့မနေ့မှလည်းအချက်နှစ်ချက်နဲ့ခွန်အားပေးချင်တယ်ဖရာစကားနှခွန်ပေါ့လေနော်ပထမဦးဆုံးဖရာစကားတခွန်ခွန်အားပေးချင်တာက သခင်ယေရှုခရစ်တော်ကြောင့်ညင်းဆဲခံရတာဟာမင်္ဂလာတပါးပါဆိုပြီးမှခွန်အားပေးခြင်းနဲ့ဘာကြောင့်လဲဆိုတော့ကျွန်တော်တခါတလေကျွန်တော်တို့ခံရနေတဲ့အခက်အခဲကများတော့အားဖြင့်ကျွန်တော်တို့ယုံကြည်လို့ယုံကြည်ချက်ကြောင့်ခံရတဲ့ညင်းဆဲခြင်းရှိတယ်ယုံကြည်ချက်ကြောင့်ကြုံတွေ့လာတဲ့အခက်အခဲတွေရှိတယ်ကျွန်တော်ယေရှုခရစ်တော်ကိုယုံကြည်လိုက်လို့ခံရတဲ့ဘေးဒုက္ခအများကြီးကျွန်တော်တို့ရှိလာတတ်တဲ့အသက်တာထဲမှာ ယုံကြည်သူမှန်လို့ရှိလို့ရှိရင်တော့ဒါမျိုးတွေကြုံကိုကြုံဖို့မှာပဲအထူးတစ်ဖြစ်အမှုတော်ဆောင်တွေပေါ့နော်အထူးတစ်ဖြစ်အမှုတော်ဆောင်တွေကျွန်တော်တို့ယုံကြည်ချက်ကြောင့်တရားဟောခြင်းကြောင့်သူများတွေစဲခံရတယ်ဟားတိုက်ခံရတယ်ပြောခံရတယ်တခါတလေဂဲလုံးနဲ့လည်းပေါက်ခံရတယ်စသဖြင့်ကျွန်တော်ဆိုလို့ရှိရင်ဂဲလုံးနဲ့ပေါက်တာအထီကိုကျွန်တော်ခံရခဲ့ဘူးတယ်စသဖြင့်ပေါ့တရားဟောလို့ပေါ့တရားဟောလို့အင်းဝင်ကလေးဝင်ငါလို့ပေါ့စသဖြင့်ရှိပါတယ်ဆိုလိုချင်တာကဒီနေရာမှာကျွန်တော်ခွန်အားပေးချင်တာက 今朝用基督的特码嘞，一十块大奖看伢嘞，生意都快贵到那里，喜高兴没？喜高兴没？冇好不，上面嘞用基督的线路线，一十块大奖哈带看伢来的，一十块大奖不要看伢来的，一十块大奖赔啊赔看伢来，路的喜高兴没？我爸妈今朝没打输钱嘛，用基督嘞没用基督多多，但是嘞看嘛，今朝没用基督个，用基督个，他带嘞哈带哈带到，今朝看伢得嘞。 ဟားတိုက်တာကိုခံလာတဲ့အခါမှာကျွန်တော်တို့မယုံကျွန်တော်တို့ယုံကြည်ပါတယ်ဆိုတော့ခရိယန်တွေကပို့ပြီးတော့မှပြန်ပြန်တန်တုံပြန်ပြီးမှပြန်ဆဲတတ်တယ်ဟုတ်တယ်နော်ကျွန်တော်အမြဲပြောတယ်ကျွန်တော်တို့ယေရှုခရစ်တော်ကြောင့်အပြောခံရတယ်ဟားတိုက်ခံရတယ်အာယီခံရတယ်အဲဒီပါလေကနေခံရတယ်စသဖြင့်လှုပ်ခံရတဲ့အရာအားလုံးကိုကျွန်တော်တို့ကပြန်တုံပြန်ဖို့မဟုတ်ပါဘူးမလှုပ်ပါနဲ့ရန်ကိုရန်နဲ့မတုံပြန်ပါနဲ့ဟားတိုက်တာကိုဟားတိုက်တာနဲ့ပြန်မတုံပြန်ပါနဲ့ ကျွန်တော်အမြဲခွန်အားပေးပါတယ်ကျွန်တော်တို့လည်းအဲ့လိုဟားတိုက်ခံရပါတယ်ပြန်မပြောတတ်တာတော့မဟုတ်ပါဘူးပြန်ပြောတတ်တယ်ဒါပေမဲ့ဖရာသခင်ပေးထားတဲ့နေကအဲ့လိုတုံ့ပြန်ဖို့မဟုတ်ဘူးဖရာသခင်ပေးထားတဲ့နေကဂျေဇုတော်ချီးမွမ်းယူခံယူဖို့ပဲသူတို့ဘယ်လိုပဲပြောနေပြောနေမေတ္တာပို့ဖို့ပဲလိုတယ်ဗါတယ်လေမေတ္တာပို့ဖို့ပဲလိုတယ်ဆိုတော့ကျွန်တော်တို့ရဲ့တက်တာထဲမှာအဲ့ဒီအရာတွေခံရတဲ့အရာတွေရှိတယ်ယေရှုခရစ်တော်ကြောင့်ဖန်စီခံရတာလို့ ဆိုတော့အဲ့လိုဖြစ်လာတဲ့အခါမှာစိတ်ညစ်လာတယ်စိတ်ဆင်းရဲလာတယ်ဖះပဲမှာလေလို့မေးမြန်းလာတယ်ကျွန်တော်ကြမ်းချက်တစ်ချက်လေးဖတ်ပြီးတော့မှခွန်အားပေးခြင်းတယ်ရှမတက်ခရင်ခန်းကြီး9အငယ်7မှာဖြစ်ပါတယ်ငါကြောင့်တင်တို့ကိုကဲ့ရဲ့ညင်းဆဲ၍မမှန်ပဲလေအပြစ်တကာပင်ကြတော့အခါတင်တို့ဒီမင်္ဂလာရှိကြ၏โอเคဒီနေရာမှာပြောတဲ့တင်တို့ဒီမင်္ဂလာရှိကြ၏ဆိုတာကမူရင်းစကားလုံးမှာကောင်းကြီးမင်္ဂလာကိုပြောတာဖြစ်တယ်ကောင်းကြီးမင်္ဂလာ ဟုတ်ပြီနော်ဒါကြောင့်ဒီစကားလေးတခွန်းကိုဒီဒီမနေ့မှခွန်အားပေးခြင်း ਨੇ သခင်ယေရှုခရစ်တော်ကြောင့်အပြစ်တင်ခံရတဲ့အခါမှာသခင်ယေရှုခရစ်တော်ကြောင့်ငြင်းဆဲခံရတဲ့အခါမှာသခင်ယေရှုခရစ်တော်ကြောင့်မမှန်ဘဲလျက်ကျွန်တော်တို့ကိုဆွတ်ဆွဲပြစ်တင်ခံရတဲ့အခါမှာဖမ်းခံရတဲ့အခါမှာဟားတိုက်ခံရတဲ့အခါမှာအပြစ်တင်ခံရတဲ့အခါမှာအရှက်ခွဲခံရတဲ့အခါမှာစိတ်မစင်ရပါနဲ့။ဘာတဲ့လဲစိတ်မစင်ရပါနဲ့။ဘာကြောင့်လဲ ကျမ်းစာထဲမှာယေရှုကိုယ်တိုင်ဒီလိုစကားတခုပြောထားတယ်အဲ့ဒါပါလဲဆိုတော့တင်တို့သည်မင်္ဂလာရှိကြ၏ဗါတယ်လေတင်တို့သည်မင်္ဂလာရှိကြ၏ယေရှုခရစ်တော်ကြောင့်ခံရတာက မင်္ဂလာရှိတယ်တဲ့ဖခင်အမြင်မှာကောင်းကြီးမင်္ဂလာဖြစ်တယ်တဲ့တင်ဒီตา၍ချီးမြှောက်ခြင်းကိုခံရတော့မဲ့နမိတ်ဖြစ်တယ်ရှေ့နမိတ်โอเคနော်ကျွန်တော်ကျမ်းချက်နောက်တစ်ချက်ဖတ်မယ်နိကောခန်းကြီးတင့်ငယ်ငါးမှာ အဘယ်တို့နေဟုမူကခရစ်တော်ကြောင့်ငါတို့ခံရတော့ဆင်းရဲခြင်းဒီအလွန်များပြားသည်နီးသူခရစ်တော်၏ကြီးစိုးအဖြစ်ငါတို့ခံရတော့တတ်တာခြင်းဒီအလွန်များပြား၏တဲ့ခရစ်တော်ကြောင့်ခံရတဲ့ဆင်းရဲခြင်းများလာတဲ့အခါမှာခရစ်တော်ကြောင့်တတ်တာခြင်းလည်းဘုရားသခင်တင့်ကိုအပြည့်ပေးမယ်တဲ့ဟာလေလုယာဒါကြောင့်ချစ်တော်ယုံကြည်သူညီကိုမောင်မများအသက်တာထဲမှာအခက်ခဲတဲ့အများကြီးကြုံလာတဲ့အခါမှာစဉ်းစားကြည့်ပါဒါဒီယေရှုခရစ်တော်ကိုယုံကြည်လိုက်လို့ငါခံရနေတဲ့အခက်ခဲပြဿနာတွေလား ဒါဆိုလို့ရှိရင်တင်ပြောရမယ်။ဘာကြောင့်လဲ?ဒါဒီကောင်းကြီးဖြစ်တဲ့မင်္ဂလာဖြစ်တယ်လို့ပြောထားတဲ့ကျမ်းစာထဲမှာကျွန်တော်တို့ကယေရှုခရစ်တော်ကိုယုံလိုက်လို့ဒီလိုပေးဆက်ရတယ်ဟိုလိုပေးဆက်ရတယ်ဆိုပြီးမှစိတ်သက်ကြနေတဲ့သူများတယ်စိတ်သက်မကြပါနဲ့ကျမ်းစာထဲမှာဒီအရာကိုပြောင်းပြန်ပြောထားတယ်ကျွန်တော်တို့ကစိတ်သက်ကြရမယ့်အရာဟုတ်တယ်စိတ်ဆင်းရဲရမယ့်အရာဟုတ်တယ်ငြင်းညူရမယ့်အရာဟုတ်တယ်ဒါပေမဲ့ကျမ်းစာထဲမှာတော့အဲ့လိုလုပ်ဖို့မပြောထားဘူးယေရှုခရစ်တော်ကြောင့်ခံရတဲ့အခါမှာတဲ့မင်္ဂလာရှိတဲ့အတွက်ကြောင့်ပျော်ရွှင်ရမယ် ယေရှုခရစ်တော်ကြောင့်ခံရတဲ့အခါမှာတဲ့ရန်ကိုရန်နဲ့မတုံ့ပြန်ပဲနဲ့မေတ္တာနဲ့ပဲတုံ့ပြန်ပါပျော်ရွှင်ပါဝမ်းမြောက်ပါဘာကြောင့်လဲဒီလိုအပြစ်တင်ခံရတဲ့အခါမှာတင်ပြုံးပါဘာကြောင့်လဲမင်္ဂလာရှိလို့ဖြစ်တဲ့တင်ဟာဘယ်သူကမင်္ဂလာရှိလဲလို့တတ်မှတ်တာလဲဖယားသခင်ကတင့်ကိုမင်္ဂလာရှိတဲ့သူလို့တတ်မှတ်တာမလွယ်ဘူးနော်မလွယ်ဘူးနော်ဖယားသခင်ကမင်္ဂလာရှိတဲ့ကောင်းကြီးခံရတဲ့သူလို့တတ်မှတ်တဲ့သူကထွေထွေထူးထူးနဲနဲနော်နော်နဲတော့မရအောင်နော်ဘယ်လိုလုပ်မှရတာလဲ အဲ့လိုယေရှုခရစ်တော်ကြောင့်ညင်းဆဲခံရတဲ့အခါမှာရတာဟာလေလုယာဘာကြောင့်ယေရှုခရစ်တော်ကြောင့်ညင်းဆဲခံရတာလဲကျွန်တော်တို့ကယေရှုခရစ်တော်ကိုယုံတဲ့အခါမှာယေရှုခရစ်တော်အတိုင်းအသက်ရှင်လှူရှားရတာလေဆိုတော့တချို့တွေကတမင်တကာကိုပုံကန်ဖိအားပေးတဲ့သူရှိရှိကောင်းရှိမယ်တမင်တကာကျွန်တော်တို့ကိုအပြစ်တင်တဲ့သူရှိမယ်တမင်တကာကျွန်တော်ကိုညင်းဆဲတဲ့သူရှိမယ်တမင်တကာကျွန်တော်အဆက်ခွဲတဲ့သူရှိမယ်တမင်တကာကျွန်တော်တို့ကိုဘာဖြစ်လဲစကားစစ်ထိုးတဲ့သူရှိကောင်းရှိမယ်ဒါပေမဲ့ဒီယာတွေကြုံလာတဲ့အခါမှာ သူတို့အတိုင်းပဲမတုံ့ပြန်ပါနဲ့တဲ့တင်ကပြုံးပြုံးလေးပဲနေလိုက်ပါဘာကြောင့်လဲတင်ဒီမင်္ဂလာရှိတော်သူဖြစ်တယ်အာမင်ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့တခုပြောချင်တာကငင်းဆဲချင်းကိုကျွန်တော်များတော့အားဖြင့်မင်္ဂလာလို့မခံယူဘူးလေနော်တခုပဲရှိတယ်သခင်ယေရှုခရစ်တော်ကြောင့်ငင်းဆဲချင်းခံရတာဒီကျွန်တော်တို့မှာမင်္ဂလာရှိတယ်လို့ပြောတာ အခုတရားသေးနာနောက်ထောင်နေတဲ့တင့်တက်တာထဲမှာအခုအဲ့လိုမျိုးခံစားနေရတဲ့သူရှိမလားမသိဘူးနော်အဲ့လိုခံစားနေရတဲ့ငါယေရှုကိုယုံလိုက်လို့ယေရှုကြောင့်ချီနောင်ချင်းခံရတယ်ယေရှုကြောင့်ထောင်ထဲမှာထည့်ချင်းခံရတယ်ယေရှုကြောင့်တို့ဟားတိုက်ချင်းခံရတယ်ယေရှုကြောင့်လောင်ပြောင်ချင်းခံရတယ်ယေရှုကြောင့်ကျွန်တော်ဟာသူများတွေရဲ့စကားဆက်ထိုးခြင်းကိုခံရတယ်ယေရှုကြောင့်ကျွန်တော်တို့ကိုဘာဖြစ်လဲသူများတွေသူများရဲ့အမုန်းခံရတယ်စသဖြင့်စသဖြင့်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်ပြောမယ်တင်းသည်မင်္ဂလာရှိတော်သူဖြစ်တယ် ကျေးဇူးတော်ချီးမွမ်းလိုက်ပါဒီမင်္ဂလာကပါလေသခင်ယေရှုခရစ်တော်တောင်ပေါ်ဒေသနာမင်္ဂလာ၈ပါးထဲကနောက်ဆုံးဟောခဲ့တဲ့မင်္ဂလာတစ်ပါးဖြစ်ပါတယ်။ဒါကြောင့်သူများတကာတွေယေရှုခရစ်တော်ကြောင့်တင့်ကိုဆေးဆူကဲ့ရဲ့လာတဲ့အခါမှာတင့်ဖက်ကပြန်ဆေးဖို့မဟုတ်ပါဘူးဂလိစားချေဖို့လည်းမဟုတ်ပါဘူးတဖက်သားကိုကောင်းကြီးပေးပါယေရှုတင်လိုက်ပါဖခင်သခင်စီမှာအံ့နံပါဖခင်သခင်သူစီရင်သွားပါလိမ့်မယ်တင့်နေနဲ့လှုပ်ရမှာက တင်ဒီမင်္ဂလာရှိတော်သူဖြစ်တဲ့ตา၍ဂျေဇုတော်ကိုခံရတော်သူဖြစ်လာမယ်ဆိုတာတင်ခံယူထားပါချက်တော်ညီကိုမှာမှာတော့ဒါမဲ့ကျွန်တော်ဒီမှာတတိတော်တစ်ခုပေးလိုက်မယ်ချင်းချက်တစ်ခုအနေနဲ့ပေါ့ယေရှုခရစ်တော်ကြောင့်ခံရတဲ့အရာကိုဆိုလိုတာဖြစ်တယ်မိမိရဲ့အမားကြောင့်အပြစ်ပေးခံရတာကိုခရစ်တော်ကြောင့်တော့နာမည်မခံပါနဲ့ဟုတ်ပြီနော်ယုံကြည်သူယုံကြည်သူညီကိုမှာမှာ၄ထဲမှာ ကိုကိုကိုလှုပ်မှားလို့ကိုအပြစ်ကိုအပြစ်လှုပ်လိုက်လို့ကိုမဟုတ်တာလှုပ်လိုက်လို့ကြုံလာရတဲ့ဒုက္ခဆင်းရဲဝေဒနာပြဿနာတွေကခရစ်တော်ကြောင့်ခံနေရတာပဲဆိုမှနာမည်တော့မတတ်ပါနဲ့ကိုလှုပ်လိုက်တဲ့အပြစ်ကိုခရစ်တော်ကလာမခံခိုင်းပါနဲ့ဟုတ်ပြီနော်ကျွန်တော်ကအပြစ်မလှုပ်ဘူးကျွန်တော်မားလည်းမမားဘူးဒါပေမဲ့ခရစ်တော်ကြောင့်ကျွန်တော်ကိုပြစ်တင်ဆွဆွဲတယ်ဆိုရင်ကျွန်တော်ဒီမင်္ဂလာရှိလို့သူဖြစ်တယ်ဟုတ်ပြီဒါပေမဲ့ယုံကြည်သူတွေရဲ့အမားတွေကြောင့် ငင်းဆဲပြစ်တင်ခံရတယ်ဆိုတာကျွန်တော်တို့ခံထိုက်လို့ပေါ့ဟုတ်တယ်နော်အပြည့်ဝင်ချရမယ်ဥပမာတစ်ခုပြောမယ်ယုံကြည်သူတွေမှာအားနေပြီးတော့မှသူများပျက်စီးခိုးမိတယ်ဆိုပါဆိုပျက်စီးခိုးတဲ့သူကတော့မရှိပါဘူးကျွန်တော်စစ်မှန်တဲ့ယုံကြည်သူမှာဒါပေမဲ့တခါတလေအားနေမိလို့ခိုးမိတဲ့အရာတွေမရှိဘူးလားဆိုရှိတတ်ပါတယ်အဲ့လိုခိုးမိလိုက်လို့ရဲအဖမ်းခံရတဲ့အခါမှာဒါကိုယေရှုခရစ်တော်ကြောင့်ခံရတယ်လို့ပြောရမလားမပြောရဘူးလေမပြောရဘူးဘာကြောင့်လဲအဲ့ဒါကိုလှုပ်ခဲ့တဲ့အမားလေး 过苦起来嘞，伢过耶稣克祷告多阿弥达罗庙，特别是耶稣克祷告，就那路饱满乖乖的耶诞呢，就那路阿彼得讲嘛，好慢慢细细彼得开的书耶，就那中拉嘞都卡哩耶稣克祷讲，劈啦劈的对，就那路啊，表现呀咩，别讲嘞，平日看有几多千万呀咩，别讲嘞，大帝高吉明喇摩罗劈的哈利路亚，大帝高吉明喇摩罗劈的，大家想想嘞，弟兄姊妹嘞。 အခက်ခဲပြဿနာကြားတွေကစကားတခုံပထမအဦးဆုံးကသင်ဘာကြောင့်အခက်ခဲပြဿနာကြုံနေရတာလဲသင်ကြုံနေရတဲ့အခက်ခဲကသခင်ယေရှုခရစ်တော်ကြောင့်ကြုံနေရတယ်ဆိုရင်သင်ဒီမင်္ဂလာရှိတော်သူဖြစ်တယ်ဒါပေမဲ့သင်ဟာဆိုလို့ရှိရင်သင်အပြစ်ကြောင့်သင်ရဲ့အမားကြောင့်သင်လုံမားခဲ့လို့ခံနေရတယ်ဆိုရင်သင်နောင်တရဝန်ချဖို့တော့လိုတယ်သင်အမားကိုဒါကဒါပေမဲ့ဒီလူတွေကိုလည်းဘုရားသခင်မကယ်ဘူးလားဆိုတော့ကယ်ပါတယ်နောင်တရတဲ့တူတိုင်းတူတိုင်းကိုဘုရားသခင်ကယ်တင်ပါတယ် အာမင်ဒါကပရမတ်တစ်ချက်ဖြစ်ပါတယ်ဒီကနေ့ပြောမယ့်ဒုတိယတစ်ချက်ကကျွန်တော်တို့ဘေးဒုက္ခကြားကဖရာသခင်ရဲ့စကားကျွန်တော်ဒီကနေ့ပြောမယ့်ဒုတိယတခွန်ကဘေးဒုက္ခပြဿနာတွေဟာတင့်အတွက်ကောင်းကျိုးဖြစ်စေဖို့ရန်အတွက်ဖြစ်နေနိုင်ပါတယ်ဆိုတဲ့စကားတခွန်ဖြစ်ပါတယ်ဒါဖရာစကားပါဖရာစကားယောမအဝါရာဇာခန်းကြီး၈ငွေ28ကိုဖတ်ချင်ပါတယ် ဖယားသခင်ကိုချက်တော်သူတီးဟူတော်ကြံစီတော်မူခြင်းအတိုင်းခေါ်တော်မူတော်သူတို့၏အကျိုးကိုခတ်တိုင်တော်အရာတို့သည်တဏီတညွတ်သည်ပြုစုကြသည်ကိုငါတို့တီးကြ၏ဒီကျင်းချက်ကယုံကြည်သူတွေအလွတ်ကျက်ထားတဲ့ကျင်းချက်ဖြစ်ပါတယ်အင်မတန်ကောင်းတဲ့ကျင်းချက်ဖြစ်ပါတယ်မိဂုံပေါင်းမြောက်များစွာကိုဖက်တောက်နိုင်တဲ့ကျင်းချက်လေးဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ယုံကြည်သူရဲ့တက်တာထဲမှာအကောင်းအဆိုးအမြဲတမ်းကြုံနေရတယ်ဟုတ်တယ်နော် ဒါပေမဲ့ဒီကြမ်းချက်ကဘာကိုပြောလဲဆိုဖျားသားသမီးကြီးဘဝတက်တာမှာအကောင်းအဆိုးပါပဲကြုံကြုံနဲ့ကြုံလာရတဲ့အရာအားလုံးဟာဖျားသားသမီးကြီးရဲ့အကျိုးအတွက်ပဲဖြစ်တယ်ဆိုတာကျွန်တော်နားလည်ရတယ်။ဟာလေလုယာတနည်းအားဖြင့်ဖျားသားသမီးတို့ရဲ့အတ္တထဲမှာဖျားအလိုတော်မရှိရင်တင့်ရဲ့ဆက်ပင်တပင်တော်မှကြပိုင်ခွင့်မရှိဘူး။ဟာလေလုယာဒါကြောင့်ကြုံတွေ့နေရတဲ့အခက်အခဲပြဿနာကိုအစိုးမြင်ဝါဒီနဲ့ဖျားကိုမေခွန်းထုတ်နေတာတက် ဒီຢာတွေဟာဖះခွင်းပြုလို့ငါတက်တာထဲမှာရောက်လာတယ်ဆိုပြီးမှခံယူပြီးအသက်ရှင်ပါငါအကျိုးအတွက်ဖြစ်တယ်လူတွေကျင်စီလို့မမီနိုင်တဲ့ငြိမ်သက်ခြင်းကိုသင်ခံစားရပါလိမ့်မယ်အဲ့လိုခံယူတဲ့အခါမှာတမချင်းချက်ကဘလို့ပြောလဲဆိုပြန်ဖတ်ပြမယ်နော်ဖះသခင်ကိုချစ်တော်သူတီးဟူတော်ကျင်စီတော်မူခြင်းအတိုင်းခေါ်တော်မူတော်သူတို့အကျိုးကိုတဲ့ခတ်တိုင်းသောအရာတို့ဒီတညီတညွတ်တဲ့ပြုစုကြသည်ကိုငါတို့သိကြ၏တဲ့တတိထာတော်ဒီနေရာမှာ ခေါ်တော်မူတော့သူတို့ရဲ့အကျိုးကိုဘု து အကျိုးလဲခေါ်တော်မူတော့သူတို့ရဲ့အကျိုးအဲ့ဒီခေါ်တော်မူတော့သူတို့ရဲ့အကျိုးကဘု து တွေလဲယုံကြည်သူတွေကိုပြောတာခရိယံယုံကြည်သူတွေကိုဖျားစကားကိုယုံယေရှုခရစ်တော်ကိုမိမိကိုယ်တိုင်မှယံဖြစ်ယုံကြည်တော်သူကိုပြောတာကျွန်တော်တို့ရဲ့အကျိုးကိုတဲ့ဘယ်အရာတွေကပြုစုနေကြတာလဲခတ်သိမ်းသောအရာတို့ဒီတညီတညွတ်တဲ့ပြုစုတယ်တဲ့ခတ်သိမ်းသောအရာဒီနေရာမှာကျွန်တော် နားလည်ရတာကအသက်တာမှာကြုံလာရတဲ့အရာတွေအားလုံးကဆက်ဝိုင်းတစ်ခုလိုပဲလဲပတ်နေတယ် နောက်ဆုံးပန်းတိုင်ကကျွန်တော်တို့အကျိုးအတွက်ဖြစ်ထွန်းစေဖို့ဖြစ်တယ်ဆိုပြီးမှနားလည်ရတယ်ကျွန်တော်အတ္တတာထဲမှာတခါတလေဖြားနာခြင်းတွေကြုံလာတယ်ပြဿနာတွေကြုံလာတယ်အော်မထင်မှတ်ထားတဲ့အရာတွေဝုန်းကနေကြုံလာတယ်အမျိုးမျိုးကြုံလာတယ်အမျိုးမျိုးအိုမကားလက်မဖြတ်ထားတဲ့ကားကြီးရောက်တာနဲ့ကားကမရှိတော့ဘူးတခုခုပြဿနာကြောင့်ကားမစီးလိုက်ရအောင်လေရင်လက်မဖြတ်ထားတဲ့လေရင်လက်ရောက်လာတာနဲ့မပေးဝင်ဘူးစတဲ့ဖြစ်ဘလောက်ပဲကြိုးစားကြိုးစားဟိုမှာရောက်သွားတော့မပေးသွားဘူးတခါတလေကျွန်တော်တို့က သွားပြီဘုရားသခင်ဘာကြောင့်ဒီလိုဖြစ်စေတာလဲလို့စဉ်းစားကောင်းစဉ်းစားမယ်ဒါပေမဲ့ကျွန်တော်တို့ကဘုရားသခင်ကိုချီးမွမ်းရမယ်နားမလဲပေမဲ့လေဘာကြောင့်လဲဆိုတော့ဒီနေရာမှာပြောထားတာကခက်တိန်တော့အရာတို့ဒီတညွတ်တညွတ်တဲ့ကျွန်တော်တို့ရဲ့အကျိုးကိုပြုစုနေတယ်သိထားနော်ဒီခက်တိန်နဲ့ခက်တိန်တော့အရာလို့ပြောလိုက်တဲ့ခါမှာကောင်းတာပါမယ်မကောင်းတာပါမယ်ကျွန်တော်အသက်တာမှာကြုံလာသမျှအားလုံးဟာတဲ့ကြုံလာသမျှအားလုံးဟာအကောင်းတွေကြီးပဲတော့မဟုတ်ဘူးမကောင်းတာတွေလည်းအသက်တာမှာကြုံရတတ်တယ် ကြုံလာရတဲ့အရာအားလုံးဟာတဲ့တေချာတာတခုကကျွန်တော်တို့အကျိုးကိုပြုစုနေတာပါတဲ့ဟာလေလုယာယုံကြည်နော်ယုံကြည်နော်ယုံကြည်ခြင်းဖြစ်ခံယူနော်ဒါကျမ်းစကားဖြစ်တယ်ဖျားစကားဖြစ်တယ်ကြုံတွေ့လာတဲ့အရာအားလုံးအားလုံးဟာတဲ့ကျွန်တော်တို့အကျိုးကိုတင်ကြီးတညွတ်တဲ့ပြုစုနေကြတာကိုငါတို့သိရမယ်တဲ့ရှင်ဘောလုကယောမဩရာစာခန်းကြီး၈ငွေ28မှာတိတိချာချာလေးရှင်းပြထားတဲ့ချက်တော်ညီကိုမော်မတော်ဒါကြောင့် တခုပဲရှိတယ်တခုပဲခုနပြောသလိုပေါ့ကျွန်တော်တို့မိမိတမင်တကာအပြစ်လုပ်ပြီးတော့မှဖြစ်လာတဲ့ပြဿနာကဒါဖះလို့တော့ပဲဒါငါငါအကျိုးကို ပြုစုနေတာလို့တော့ခံမခံယူပါနဲ့ကိုအပြစ်လုပ်တာကလွဲလို့အသက်တာမှာကြုံလာသမျှဒီဘုရားသခင်ရဲ့အလိုတော်နဲ့အခွင့်တော်ရှိပါတယ်ချစ်တော်ညီကိုမော်မတော်ဘုရားသခင်ကယောဘရဲ့အသက်တာမှာကြုံလာစေတဲ့အရာကအဲ့ဒါလေဘုရားသခင်ပါပဲဘုရားသခင်ကိုကောင်းဒီ ဘုရားသခင်ရဲ့ကောင်းကြီးကိုယောဘခံစားရတာလဲဘုရားသခင်လှုပ်တာပါပဲစာတန်ကလေကျွန်တော်တတ်တာထဲမှာဝင်လာလို့မရဘူးဘလိုင်းနဲ့ဘုရားရဲ့ခွင့်ပြုချက်မရရင်သူဝင်လာလို့မရဘူးတတ်တခါပြောမယ်နော်တတ်တခါပြောမယ်ကျွန်တော်တို့ကစာတန်ကိုအင်မတန်ကြောက်တယ်နော်မကြောက်ပါနဲ့ချက်တော်ညီကိုမောင်တို့မတို့ဘုရားသခင်ရွေးကောက်ထားတဲ့သူတွေမှာ စာတန်ကစပင်တပင်ကြောက်အောင်တော့သူမလုပ်ရဲပါဘူးဘုရားအခွင့်မရှိဘူးပေါ့ယောဘရဲ့တတ်တာကိုကြည့်ပါ ယောဘရဲ့တက်တာမှာအရင်အ우ဆုံးခံစားရတဲ့ဒီဒုက္ခပြဿနာတွေကအခက်ခဲတွေကဖယံအခွင့်ပေးထားလို့ဖြစ်တယ်မှတ်ထားနော်ဖယံအခွင့်ပေးထားလို့ဒါကြောင့်သင်ဟာယုံကြည်သူစစ်မှန်တဲ့ယုံကြည်သူဖြစ်တယ်ဆိုရင်တင့်တက်တာထဲမှာဖယားသခင်အခွင့်မရှိဘဲနဲ့ဘာမှဘာမှဖြစ်လာစရာအကြောင်းမရှိဘူးသင်အပြစ်လုပ်လာလွယ်လို့ပေါ့သင်အပြစ်လုပ်တယ်ဆိုလို့ရှိရင်တော့ဖယားသခင်ဘာမှလုတ်လုတ်တာမဟုတ်ဘူးသင်လုတ်တာလေဘာကြောင့်လဲသင်မှာကိုယ်ပိုင်ရွေးချယ်ပိုင်ခွင့်ရှိတယ် တင်ကိုပိုင်ရွေးချယ်ပြီးမှလွတ်လပ်စွာအပြစ်လုလို့ရတယ်။ဒါပေမဲ့အပြစ်လုလာတဲ့အခါမှာဒါဘုရားသခင်ကတင့်ကိုစီရင်မယ်၊တင့်ကိုစုံမမယ်ဆိုတာကတော့နာတတိထားပါတတိထားပါ။အပြစ်လုတာကလွဲလို့ Okay ။ဖတ်ပြောမယ်နော်။အပြစ်လုတာကလွဲလို့အတ္တတာမှာဘာပဲကြုံလာကြုံလာဘုရားသခင်ခွင့်ပြုထားတဲ့အရာဖြစ်တယ်ဆိုတာကျွန်တော်နားလည်ဖို့လိုတယ်။ဘုရားသခင်ခွင့်မပြုဘဲနဲ့စာတန်ကလည်းကျွန်တော်တို့စပင်တမင်လေးကိုတော့ကြောက်အောင်မလုပ်နိုင်ပါဘူး။ဒါကြောင့်ကျွန်တော်တို့စပင်တမင်လေးကြတာတော့မှ ဘုရားသခင်ရဲ့အခွင့်ရှိလို့ကြတာဖြစ်တယ်ဆိုတာကျွန်တော်တို့ကျမ်းစာထဲကနေနားလည်ရတယ်ချစ်တော်ညီကိုမောင်မတော်ဒီလောက်ထိနားဒီလောက်ထိကျွန်တော်တို့ရှင်းပြတဲ့အခါမှာနားလည်တင်တယ်နားလည်တဲ့အခါမှာတင့်တက်တာမှာဖြစ်လာတဲ့အရာတွေကိုတင်ခွန်အားရမှာဖြစ်တယ်မောင်ရဲ့စဉ်းစားလို့မရဘူးဘာကြောင့်လဲဘာကြောင့်လဲဘာကြောင့်လဲအဲ့လိုမေးခွန်းတွေနဲ့မဆုံးနိုင်အောင်ဖြစ်သွားလိမ့်မယ်တမချင်းစာကိုနားလေသွားတဲ့အခါမှာတင်ပေါက်သွားလိမ့်မယ်အလင်းရသွားလိမ့်မယ်တင်လွတ်ချက်ခွင့်ကိုရသွားလိမ့်မယ်ဟာလေလုယာ ဒါကြောင့်ဒုက္ခပြတနာကြားတွေကဖះစကားဒုရယသခွန်ကတင့်ကိုကောင်းကျိုးဖြစ်စေဖို့ဖြစ်တယ်တခါတလေဒီပြတနာတွေကတင့်အကျိုးအတွက်တိဆောက်ပြုစုနေတာဖြစ်တယ်ဆိုတာကျွန်တော်တို့ခံစားရတယ်ဟုတ်ပြီနော်ကျွန်တော်တို့အပြစ်လုပ်လိုက်လို့ကျွန်တော်တို့အကျိုးဖြစ်မယ်လို့တော့ပြောတာမဟုတ်ပါဘူးကျွန်တော်တို့အပြစ်မလုပ်ဘဲနဲ့ဘလိုင်းကျွန်တော်အတ္တသားထဲမှာကြုံတွေ့လာတဲ့မကောင်းခြင်းတချို့တွေကကျွန်တော်တို့ရဲ့ကောင်းခြင်းကို ပြုစုနေတတ်တယ်ဆိုတာကို သတိထားပါသတိထားပါ။အိုးပြဿနာဖြစ်သွားပြီးမှကြော်လွန်လာပြီးတော့မှဖခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းလာကြတဲ့ယုံကြည်သူတွေအများကြီးကျွန်တော်တို့တွေ့ပြီးပြီ။ဟုတ်တယ်နော်။ဟုတ်ပါတယ်ချစ်တော်ညီကိုမတော်မတော်မေးကြည့်လိုက်ပါယုံကြည်သူရဲ့တက်တာထဲမှာသူတို့ရဲ့တက်တေခံချက်တွေကအများကြီးဒီလိုရှိတယ်။နားမလည်နိုင်ဘူးအဲ့ဒီတုန်းကဟုတ်တယ်နော်အဲ့ဒီတုန်းကနားမလည်နိုင်ဘူး။ဘာကြောင့်ဖခင်သခင်ကဒီလိုဖြစ်စေတာလဲနားမလည်နိုင်ဘူး။အော်နောက်မှနားလေသွားတယ်ဖရာသခင်ကငါအကျိုးအတွက ငါမမြင်ရတဲ့တာရွေ့ကြီးမားတဲ့အရာကိုငါ့ကိုပြဖို့ဖြစ်တယ်ဆိုတာအခုမှငါနားလေတာဒီကိစ္စရဲ့ပြီးတော့မှငါနားလေတာဘုရားသခင်ကငါဖက်မှရှိတယ်ဆိုတာဟာလေလုယာယုံကြည်သူတိုင်းရဲ့အတ္တတိုင်းမှာဒီလိုတက်တည်ခံချက်တွေရှိတယ်။ဘာကြောင့်လဲဆိုတော့တကယ်ဘုရားသခင်ရဲ့အဲ့ဒီကျွန်တော်အတ္တတိုင်းမှာတက်ရောက်လာတဲ့အရာအလုံးကကျွန်တော်အကျိုးကိုပြုစုနေတယ်ဆိုတာနားလေဖို့တက်တည်ကျွန်တော်တို့တွေ့ရတယ်။ကြီးစွာချီးမွမ်းပါတယ်။ ားဖယားသခင်ကျွန်တော်တို့အတွက်ပြောတဲ့ဒူရီယာစကားသခုံဖြစ်တယ်။ဟုတ်ပြီကျွန်တော်ဒီကနေ့မနေ့မှနှိကုံလေးချုပ်ရအောင်နော်ဒီကနေ့ပြောသွားတဲ့စကားနှစ်ခုံးကပါလဲဆိုတော့ဘိဒုက္ခကြာကဖယားစကားအပိုင်းနှစ်မှာပြောသွားတဲ့စကားနှစ်ခုံးကဖယားစကားနှစ်ခုံးဖြစ်ပါတယ်။ဖယားစကားနှစ်ခုံးကပထမတစ်ခုံးကယေရှုခရစ်တော်ကြောင့်ညင်းဆဲခံရတာဒီမင်္ဂလာကောင်းကြီးမင်္ဂလာတပါးဖြစ်တယ်ဆိုတာသင်မှတ်ယူထားပါ။နံပါတ်1ကြုံတွေ့လာသည်။အရာအလုံးဒီကျွန်တော်တို့ရဲ့အကျိုးကိုပြုစုနေတယ်ဆိုတာမမေ့ပါနဲ့ ဒါကြောင့်ကိုအပြစ်လောက်တာကလွဲလို့အသက်တာမှာကြုံလာသည်များကိုကြီးစုတော့ချီးမွမ်းပါဖယားသခင်ကိုပုံအပ်ပါနားမလဲနိုင်ပေမဲ့လည်းဖယားသခင်အလုတ်လုံနေတယ်ဆိုတာအကျွင်းမဲ့ယုံကြည်ပါဆိုပြီးမှခွန်အားပေးသွားပါတယ်ဆိုတော့ဒီနေ့မနေ့စကားနှခုနဲ့ပဲခွန်အားပေးနေရည်နာတော်မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီကနေ့မနေ့အသက်ရှင်တော်နှုတ်ဘက်တော်ကိုနားဆင်သွားတဲ့ယုံကြည်သူညီကိုမတော်မများအားလုံးပေါ်မှာဘုရားသခင်တာ၍ကောင်းချီးပေးပါစေတော့အာမင်